ိုးသားလို့ခေါ်တဲ့လူငယ်လေးကပရိတ်တဆိတ်ရှိတဲ့ကောင်းလေးတယောက်ပါအလူမင်္ဂလာပွဲတာရေးနိုင်ရီတို့ဆိုလက်မနေဘူးဗျလူအားပြီးပြီးကိုလုံးလက်တဲ့လူငယ်လေးပေါ့ဗျာရထဲရွာတဲ့လမ်းခင်းလမ်းပြင်းရင်လဲတုတ်ဆိုင်မနေပဲထိတ်ဆုံးကနေပါဝင်တတ်တယ်ဒီနေ့ပြပြမြေမြေအကြောင်းအလေးကတော့ဖိုးသားဆိုတဲ့လူငယ်လေးကိုဗစ်ကာလမှာနာရေးအိမ်တစ်ခုရဲ့အလောင်းကိုညအိမ်ဆောက်ရင်းတင်းရဲ၆ခွင့်ခဲ့ရတဲ့ဖျက်မန်ဇလန်တစ်ခုပါ ဖိုးသားနေတဲ့ရွာလေးကအင်ဂျီ60ကျလောက်ပဲရှိတယ်ဗျ။ဒါပေမဲ့ရွာကတိတ်မစည်းလုံးဘူးလို့ပြောလို့ရတယ်။ရွာသေးသေးလေးကိုအပေါ်ပိုင်းနဲ့အောက်ပိုင်းဆိုပြီးခွဲထားသေးတယ်။အပေါ်ပိုင်းမှာအလူလုံရင်အောက်ပိုင်းကလူတွေတိတ်မသွားကြဘူး။အောက်ပိုင်းမှာအလူလုံရင်လည်းအပေါ်ပိုင်းကလူတွေတိတ်မလာကြဘူးဗျ။ရွာလေကဖုံးကြီးကြောင်မှာကထိန်လို့ခေါ်တဲ့အလူကြီးကြီးလေးလုံးမှသာရွာအပေါ်ပိုင်းကလူတွေရော အောက်ပိုင်းကလူတွေရော လာကြတာဗျ။အဲ့လူတွေကြောင့် တခါတလေအပေါ်ပိုင်းကလူတွေကတယောက်လောက်ကတရွာလုံးကို ဆန်တို့စီတို့ဝင်အောင် စကားတွေများကျင်ကြတယ်ဗျအောက်ပိုင်းကလူဝင်လည်းအဲအတိုင်းပဲသူတို့အပိုင်းတွေကလူဝေတော့သူတို့ပူရကျင်တာပေါ့ဗျာစေဝန်ကွဲသူတွေဖြစ်နေတာကပုံမှန်အချိန်မှမတိတာပါပဲကိုဗစ်ကာလလို့တိုင်းငံလုံးဒုက္ခရောက်နေတဲ့အချိန်မှတကယ်တိတာတာဗျကိုဗစ်ကိုအကြောင်းပြပြီးအပေါ်ပိုင်းမှာနိုင်ရရှိရင်အောက်ပိုင်းကလူတွေမတော်ဘူးအောက်ပိုင်းမှာနိုင်ရရှိရင်လေအပေါ်ပိုင်းကလူတွေက မလာကြတော့ဘူးဗျအဲ့လိုအချိန်တွေမှာဖိုးသားဆိုတဲ့လူငယ်လေးကရွာပေါ်ပိုင်းအောက်ပိုင်းမခွဲကြပဲစေတနာအပြည့်နဲ့ကုညီဆောင်ရွက်ပေးနေတဲ့ပရဟိတလူငယ်လေးတယောက်ပေါ်ဗျာတည့်ရက်မှာရွာအောက်ပိုင်းကအဖွားတယောက်ရဲ့နာရေးဖြစ်ရောဗျအဖွားကကိုဗစ်ကြောင့်မဟုတ်ပဲလူကြီးရောဂါနဲ့ဆုံးနေဆိုပေမဲ့လူတွေမလာကြဘူးဗျပြီးတော့အဖွားရဲ့အိမ်ကအင်အိုကြီးဖြစ်ပြီးဒေါက်ဆောင်းအိမ်ဖြစ်နေတာညာဘက် မောင်းလာရင်ပုံမှန်အချိန်တော့စိတ်ချောက်ကြစရာကြီးဖြစ်နေတာရွာဘက်ဒီမှာကအလောင်းမချခင်အိမ်မှာ၃ရက်လောက်ထားကြတာကိုဗျ၃ရက်လောက်ကိုဆွေမျိုးနဲ့ရွာတွေကလူတွေကအလောင်းဆောက်ပေးကြတယ်ဒလိပေါ့ဗျပထမတည့်ရက်တော့လူတော်တော်များများလာကြတယ်ဗျဖဲတွေဘာတွေရိုက်စကားတွေဘာတွေပြောကြတာပေါ့ဗျဒါပေမဲ့တည့်ရက်ပဲလာကြတာဗျနောက်ရက်ကျတော့ဘသူမှမလာကြတော့ဘူးလူငယ်တော်တော်များများကလည်းမနေ့စောစော နေ့စာထောက်လို့ရတာဆိုတော့ လာကြဘူးအဲ့ဒါနဲ့ဖိုးသားစီလိုတဲ့လူငယ်လေးကပဲခေါ်လို့ရတဲ့အရသမားလေး၅ယောက်ကိုခေါ်ပြီးလောင်းဆော့ဖို့စီစဉ်လိုက်ရတယ်မဆောက်လို့ကလည်းမရဘူးဗျအလောင်းကိုကြောင်ကကြော်လိုက်ရင်ဖိုးဝင်တယ်လို့ရှေ့လူကြီးပြောကြတယ်ဗျအဲ့ဒါနဲ့အရသမား၅ယောက်နဲ့ဖိုးသားအလောင်းဆောက်ပြီးနေရချတယ်ပြီးတော့သိုးသေးတာကအဖွားရဲ့တမီဆိုသူကမီးမောင်းဖို့စီအလုံးလောက်မပေးဘူးဗျအဲ့ဒါနဲ့ကျွန်တော်တို့လည်းရတဲ့စီနေနဲ့မီးမောင်းထားလိုက်တယ် မနက်မိုးလင်းထိစီမလောက်မယ်တော့တိတာပေါ့ဗျာညနေပဲရောက်တော့တိတ်ဆိတ်နေရောဗျကိုဘေးကာလာဆိုတော့ပိုဆိုးတယ်တယောက်မှကိုမလာကြဘူးအရဲသမားတွေကတော့ရဲတောက်နေကြတော့ငူးနေကြတာပေါ့ဖိုးသားကတော့ပုံမှန်လူဆိုတော့ကြောက်စိတ်လေးရှိနေတာပေါ့ဗျာအဲ့ဒါနဲ့ပြင်းပြင်းနဲ့ဖဲရကြရောခဏနေတော့အရဲသမားတွေတယောက်နဲ့တယောက်စကားများကြရောဗျာဖိုးသားကဝင်တားရတာပေါ့ထင်းတဲ့အတိုင်းမကြဘူးမိစက်ရက်သွားပါလိမ့်ရော အဲ့ဒါနဲ့အဖွဲတဲကနှစ်ယောက်ကစီရောက်တဲ့အိမ်မှာစီသွားပြီးဝင်တယ်အချိန်မတော်ကြီးဆိုတော့ပြဿနာတက်တိုင်းတာသူတို့လည်းသိတယ်ဒါပေမဲ့သူတို့စီမရလာဘူးဗျပြီးတော့သူတို့ပြန်ပြောတာကသူတို့အနောက်မှာနှစ်ယောက်သုံးယောက်လောက်လိုက်လာတယ်တဲ့ဖိုးသားတို့ပါလိုက်လာတယ်လို့ထင်နေတာတဲ့အဲ့ဒါနဲ့မဖြစ်တော့ဘူးဆိုပြီးဖိုးသားလိုက်သွားရောဗျဖိုးသားနဲ့စီရောက်တဲ့အိမ်ကအမျိုးဆိုတော့စီများရောက်မလားပေါ့အင်းကိုထုပြီးခေါ်ပေမဲ့ တယောက်မှထမလာဘူးဗျာစိတ်ပြပြနဲ့ပြန်လာပြီးမီးဆက်ကိုစစ်ကြည့်တော့စီလက်ကျန်နေနေရှိသေးတယ်ဗျအဲ့ဟာနဲ့ဖိုးသားတို့မီးဆက်နိုးကြည့်ကြတာပေါ့စီလက်ကျန်ကမနဲ့သုံးလိုက်လောက်ထိတော့ခံမထင်ရတယ်ဝိုင်းနိုးကြတော့မီးဆက်ပြန်ရတယ်ဗျတော်သေးတာပေါ့ဗျာစိတ်ပြပြနဲ့ဖိုးသားလည်းအရက်တစ်ခွက်ကောက်တော့ပြီးဖဲရိုက်ဖို့ပြင်တော့ဖဲတော့ပြောက်နေရောဗျဘသူသွင်းထားလဲလိုက်မေးကြည့်တော့ဘသူမှမသိကြဘူး အဲ့ဒါနဲ့အကုန်ထပြီးလိုက်ရှာကြတာမတွေ့ဘူးဗျဒါနဲ့တိလိုက်ပြီတင်းချောက်ခံနေရပြီဆိုတာဖွဲလေးကတယောက်ကဖွားရင်မစပါနဲ့သားတို့အပျော်ဆော့မှာဖဲထုတ်လေးပြန်ပေးပါဆိုမှခေါမိုးဘော်ကနေဖဲထုတ်ကြလာတယ်ဗျာချက်သိန်းထစရာကြီးအကုန်လုံးကလည်းလမ်းဖြတ်နေကြပြီအဖွဲလေးကတချို့လူတွေကအိမ်ပြန်အိတ်တော်မှာဖြစ်ကုန်ကြတာဖိုးသားကလည်းကြောက်ပြီမဲ့တားရတာပေါ့ဗျာအလောင်းကိုဒီတိုင်းထားခဲ့လို့မရဘူးလေ။ တိန်းထားတဲ့အရက်ပလင်းကိုထုတ်ပြီးတိုက်လိုက်တော့မှငြိမ်သွားတယ်အရက်ဝင်ပြန်တော့လေရံဖြစ်ပြီးနှစ်ယောက်ထားထိုးကြပြန်ရောဗျာဒီတစ်ခါတော့ဖိုးသားလည်းမထိန်တော့ဘူးလှုပ်ပေးလိုက်တယ်အဲ့ဒါနဲ့တယောက်ကအိမ်ပြန်သွားရောဗျာကြံတဲ့လူတွေပဲခေါ်လာရတော့တာပေါ့ပရိဒါစိတ်ရှိတဲ့ဖိုးသားတယောက်တော့ထားပြန်ခြင်းနေပေမဲ့မဖြစ်သေးပါဘူးဆိုတော့စိတ်နဲ့ပဲကြံတဲ့လူတွေပါဆွဲထားရတာအဲ့လိုနဲ့မိုးလင်းသွားရောနောက်နေ့လဲဒီတိုင်းပဲ လူမရှိဘူးညနေတီအရင်လူတွေပဲခေါ်ပြီးပေါင်စပြူချင်ရောက်မှမตายရင်ကိုရောက်လာကြတယ်ဆုံးသွားတဲ့အဖွားကအမောင်မကြိုက်ဘူးဗျညနေမိုးချုပ်လာတာနဲ့ဗီဒီယိုမီလေးဖွင့်ပြီးနေတာအဲ့ရကြတော့ဖိုးသားရောက်တာနောက်ကြတယ်ဗျမိမမောင်ရသေးတော့မိဇက်နိုးဖို့လုပ်လဲနှိုးမရဘူးဗျဘလို့မှနှိုးမရလို့မိဇက်ကိုစစ်ကြည့်တော့လဲအကောင်းကြီးဗျအဲ့ဒါနဲ့ဆုံးသွားတဲ့အဖွားရဲ့တမီးကိုအကျိုးကြောင့်မေးပြီး တီးရတော့မှအဖွားကိုတောင်းမဲ့မီအဖွားသားတို့ကိုစိတ်မဆိုးပါနဲ့မင်းဆက်လီနှိုးပေးပါမင်းပြောမှပြန်ရတာဗျာအဲ့ရမှာကြောင့်ကျွန်တော်တို့အလောင်းဆောက်တဲ့အဖွဲထဲမှာအဖွားရဲ့တမက်ပါပါတယ်သူလဲမူးနေတာပဲမူးမူးနဲ့တွားပြီးအဖွားမဆုံးခင်ကအိတ်ခဲတဲ့နေရာမှာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အော်ကြီးဟစ်တဲ့တွားငိုတာဟိုကသူ့ကိုတက်စီးထားတာလေဗျာအဲ့ကြအမူးတော်ကလည်းထပြေးတာလူကောင်းအတိုင်းပဲတန်းနေတာပဲ ဖိုးသားစာကြက်သိန်းတွေထားလိုက်တာပြောအမှုသမားနေနဲ့အလောင်းဆောက်ရတဲ့ဖိုးသားတယောက်ကြောက်လဲကြောက်စိတ်တွေလည်းညှင်းနေတာပေါ့ပြောချင်တာကတော့ဒီလိုဖြစ်တာတွေကရွာတွေကလူတွေစီလုံးမှုမရှိကုညီစိတ်မရှိကြလို့ပါအဲ့ဒါကြောင့်စီလုံးမှုကလည်းအရေးကြီးပါတယ်လို့ပြောချင်ပါတယ်အဆုံးလေးနားဆင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီး comment လေးတောင်းပြပါအောင်ခင်ဗျ